ဟယ်လိုအားလုံးမင်္ဂလာပါဘူပေါ်မချင်းကနေယူဆိုပါတယ်ဆိုတော့ဒန်ယာပြဿနာလေးနဲ့ပတ်သက်လို့တောက်လျှောက်ဆိုသလိုကစားမတယောက်ပြီးတယောက်ဒန်ယာရနေတဲ့အာဆင်တွေကအခုသူတို့ရဲ့တိုက်စစ်ကစားမဖြစ်တဲ့ကိုင်ဟာဘတ်ကလည်းလက်ရှိအင်ဂျူရီပြဿနာကိုအကောင်းဆုံးပြန်ဖြစ်ဖို့အတွက်ပေါ့နော်အချိန်ယူကုသနေတဲ့အတော်အတွင်းမှာအနေငယ်ကျွန်တော်တို့ပြန်ပြီးတော့ထိခိုက်မှုရှိသွားပြီးတော့ ော်တော်စီစီဆိုသလိုကျွန်တော်တို့ပေါ့နော်ထင်မှတ်ထားတဲ့အချိန်မှာပြန်ပါနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ဒါဒဏ်ရာပြဿနာကိုကျွန်တော်တို့ပေါ့နော်လက်ရှိဘယ်လိုပြောမလဲဒီဝါလုံးနေတဲ့အချိန်တော်တွေမှာ setback နည်းနည်းကြုံသွားတယ်ပေါ့ဗျာဒါကိုဂျာမနီလက်ရွေးစင်နီးပြဖြစ်တဲ့ဂျူလီယန်နာဂယ်စမန်ကသူပြောထားတာကိုင်ဟာဘတ်စ်ကလောလောဆယ်မှာဆိုလို့ရှိရင်သူပြန်ပြီးတော့ပေါ့နော်အီတူဒီကိုကောင်းဖို့ကြိုးပမ်းနေစဉ်အချိန်တော်တွေမှာကိုပဲမိုင်းနာကျွန်တော်တို့ပေါ့နော်ဒါ setback လေးသူနည်းနည်းကြုံသွားရတယ်အဲ့ဒီတော့ ဒီဇင်မှာပေါ့နော်ကျွန်တော်ဒီနေ့ကုန်ငယ်နီးလောက်မှစပြီးတော့ပါနေမယ်ဆိုတော့ဘယ်လိုပြောမလဲဒီနေ့မကုန်ခင်မှာเนาะဒီနေ့မကုန်ခင်မှာကစားနိုင်မယ်ဆိုတဲ့ပုံစံမျိုးပြောထားတယ်ဆိုတော့အာဆင်နယ်ဘက်ကတော့ဘာမှပြောမထားဘူးပေါ့နော်ဒါပေမဲ့လို့ဂျာမနီကစားမတယောက်ဖြစ်တဲ့ဂျာမန်လက်ရွေးစင်နီးပြဖြစ်သူကတော့ဟာဘက်ရဲ့အချင်းနီးနဲ့ပတ်သက်ပြီးတော့ဒါမျိုးပြောသွားတယ်ဆိုတော့ဒါအချင်းနီးမကောင်းပါဘူးကျွန်တော်မမိတော့ဆိုလို့ရှိရင်ဟာဘက်နောက်ဆုံးကစားခဲ့တာကကျွန်တော်မန်ချက်စတာယူနိုက်တက်နဲ့ပွဲထင်ပါတယ်เนาะကျွန်တော်လူစားလဲလိုက်တယ်သူ့ကိုအဲ့ဒီပွဲမှာအဲ့ဒီနောက်ပိုင်းမှာသူမှကစားတော့ဘူးထင်တယ် တော့ဒါကြတော့လောတင်မှာဆိုလို့ရှင်အဓိကကဒီနိုဝင်ဘာပေါ့နော်ဒီနိုဝင်ဘာ18 19လောက်မှာပြန်ပြီးတော့အသင်းနဲ့ပူးပေါင်းနိုင်မယ်ဆိုပြီးတော့သတင်းတွေထွက်ထတာဒီရပိုင်းလောက်မှာပဲ Harvard ကအသင်းနဲ့ပြန်ပြီးတော့ကစားနိုင်မယ်ပြန်ပြီးတော့ပူးပေါင်းနိုင်မယ်ဆိုတဲ့သတင်းတွေအရင်တော့ကကျွန်တော်ထွက်ထတာပေါ့နော်အခုဆိုလို့ရှင်ဒီဇင်ဘာလလောက်ထိကျွန်တော်ရောက်သွားမယ်ဒီဇင်ဘာကုန်ငွေနည်းလောက်ထိဖြစ်သွားမယ်ဆိုတော့ Adidas ကအဆင်မပြေပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့ ကစားမတွေကပေါ့နော်ဒီယာဒီမှာပြိုင်ပွဲစုံကစားနေရပြီးတော့ injury ပြဿနာတွေကျွန်တော်ကြုံနေရတယ်။ရှေ့မှာလည်းကျွန်တော်တို့ဒီ Gabriel နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်ပြောထားတယ်ဆိုတော့ Gabriel တို့ဒဏ်ရာတွေကြုံရတယ်နော်ပြီးရင်ကျွန်တော်နေနဲ့ကွင်းလင်မှာဆိုရင် Odigat တို့ကြုံရတယ်တိုက်စစ်မှာဆိုရင်အတစ်ခေါ်ထားပါတယ်ဆိုတော့ Yokres တို့ကျွန်တော်သတင်းကြုံရတယ်ကျွန်တော် Saka တို့ကျွန်တော်ကြုံရတယ်အခုဆိုလို့ရှိရင် Jesus ကလည်းပြန်ပြီးတော့မကောင်းနိုင်သေးဘူး Gabriel Jesus ကတော့အသင်းနဲ့ပြန်ပြီးတော့သူပူးပေါင်းတော့မယ်ထင်ပါတယ်အခုဆို Harvest ကလည်း ဒဏ်ရာကုသနေစဉ်အချိန်တိုးတွင်မှာဒါမျိုးထက်ပြီးတော့ဖြစ်သွားတယ်ဆိုတော့ထက်ပြီးတော့ဗောနော်ခဏပြန်နားရမယ်ပေါ့ဗျာဆိုတော့ဒီဒီချိန်မှာပါနိုင်မဲ့အနေထားမျိုးမှာနောက်ထပ်၃ဘက်လောက်ဆက်နားရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာဒါသတင်းကောင်းမဟုတ်ပါဘူးဒါသတင်းကောင်းမဟုတ်ပါဘူးအဲ့တော့ physical ဘိုင်းကိုအရင်အားပြုတဲ့ Arsenal အသင်းအနေနဲ့ပေါ့နော် Premier League Champions League လိုနေရာမျိုးတွေမှာဒီလိုအရေးကြီးစားမားတွေကိုလက်လွတ်ထားရမယ်ဆိုတာမျိုးကတော်တော်ကိုစိုးတဲ့သတင်းမှာအခုသူတပြင်းဒီ Harvard ဆိုတာမျိုးကဒါကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီ လူပြုံးနေအာဆင်တိုက်စစ်မှာအရေးပါတဲ့ကစားမလို့ကျွန်တော်ပြောလို့ရတယ်။ကိုင်ဟာဘက်စ်ဒီကျွန်တော်တိုက်စစ်ပိုင်းမှာဆိုလို့ရှင်ဗီတာယိုဂရက်စ်လိုမျိုးလုံးဝ goal scorer တည်တဲ့မျိုးကြီးမဟုတ်ပြီမဲ့လေလို့ပေါ့နော်။ force nine ကစားတာမျိုးတွေ link up playing တွေက hold up ကစားတာမျိုးတွေအမြင်ဘောကိုကျွန်တော်အကောင်းဆုံးအသုံးချတာမျိုးတွေနော်ဒါတွေ direct play တွေနော်ဒါတွေကအာဆင်နယ်အတွက်အများကြီးအရေးပါတဲ့ကစားမပါ။ဒါအပြင်အာတီတာကိုတိုင်ကတိုက်စစ်မှုနေရာမှာဆိုလို့ရှင်ဟာဘက်စ်ကိုပို့ပြီးတော့သဘောကျတဲ့နေရာမှာပါတယ်လို့ကျွန်တော်ထင်တယ်။ ဂါဘရီယယ်ဟေဆူရုဆိုလို့ရှိရင်လည်းအမြင်ပေါ်တွေကတကယ်တမ်းပမာဏနဲ့စွန့်နေတဲ့ကစားမမျိုးသို့တော့ physical ဘိုင်းရသူကအဲ့လောက်ကြည့်ကြည့်ဟောမလို့ဘူးသူက dribbling ဘိုင်းကိုပို့ပြီးတော့အသားပြုတဲ့ကစားမမျိုးဆိုတော့တောင်မန်ကစားမတွေရဲ့ပြေးထွက်တဲ့ဒီ cancel line နေကြတဲ့ကနေပြေးထွက်တဲ့ကျွန်တော်တို့ဒီ behind the ဒီ range တွေကိုအသုံးချဖို့ဆိုရင် Harvest ရဲ့ကျွန်တော်တို့နေပေါ့နော်အမြင်ပေါ်နဲ့ link up play ကစားမှုတော်တော်လေးကိုအရေးပါပါတယ်ဒါကြောင့်လည်း Fitter Yokres ရှိတဲ့ခါမျိုးဒီမှာဒါတွေကို Adidas ကအကောင်းဆုံးအသုံးချဖို့ကျွန်တော်အကြံပေးနေတာပေါ့နော်ဆိုတော့ Harvest ကိုစောစောစီစီ ပြန်ပြီးတော့မြင်ရမယ့်အချိန်မှာကျွန်တော်တို့ဒါလက်ရှိအာဆင်နယ်ကထပ်ပြီးတော့ကစားမကိုမြင်ရမယ့်အချိန်နောက်ဆုံးသွားရပြန်ပြီ။နော်ပါနေမဖြစ်မှာပါနေမဖြစ်မှာဆိုတာဒီဂျာမနီလက်ရွေးစင်အတင်းအတွက်လည်းအမှန်ကန်စိတ်ပူစရာကောင်းနေပြီပေါ့နော်။အခုလက်ရှိနီကိုရတာမာရာကတကယ်ကောင်းတဲ့ကစားမတယောက်ဖြစ်နေပြီလက်ရှိမှာဆိုလို့ရင်သူ့ရဲ့ကစားဟန်တွေကအများကြီးချိန်ကြီးကောင်းနေပြီဂိုးလေသွင်းနိုင်နေပြီလင့်ကပ်ပလင်းနဲ့ကစားနိုင်နေပြီပေါ့ဂျာမနီတွက်ကတော့အဆင်ပြေတယ်ပေါ့နော်တိုးတော်လည်းပဲ harvest ဒီအတွေ့အကြုံပိုင်းမှာအများကြီးပူပြီးတော့ကျွန်တော်ကောင်းနေတယ် ဒါအပြင်သူဟာ international level မှာအများကြီးကစားထားတဲ့ကစားမတစ်ယောက်လေကျွန်တော်ဖြစ်တယ်ပေါ့ဆိုတော့လက်ရွေးစင်တင်တွက်ကအရေးပါပါတယ်အခုဆိုကျွန်တော်ဒီစီမာရောက်နေပြီပေါ့နော်ဒီစီမာရောက်တော့မယ်ဆိုတော့ဂျွန်ဂျူလိုင်းဆိုလို့ရှိရင်ကျွန်တော်ရာဒီကုံနာနဲ့ကဘာဖလားကကျွန်တော်ကစားတော့မှာဆိုတော့ harvest တို့အနေနဲ့သူရဲ့အကောင်းဆုံး level ကိုပြန်ရဖို့ဆိုလို့ရှိရင်ပွဲကစားခြင်းတွေကျွန်တော်လိုပါပြီအကယ်လို့သူဒဏ်ရာပြဿနာပြန်ကောင်းလာပါပြီဆိုတဲ့အချိန်မှာတောင်မှဒီဘသူ့ကိုကြော်ပြီးတော့သူနေရာရမှာလေပီတာယိုခရက်ကိုကြော်ပြီးတော့နေရာရမှာလားကျွန်တော်မထင်ဘူးဗျာ ဟုတ်တယ်မလားအခုလက်ရှိ Yogres တောင်ကောင်းနေကိုလေးတွင်းနေမယ်ဆိုလို့ရှိရင် Harvest ကချုပ်ပြီးတော့နေရာရဖို့ကမလွယ်ဘူးအဲ့တော့သူကဘာဖလားအတွက်အရွေးချယ်ခံရတယ်ဆိုလို့ရှိရင်တောင်မှသူ့ရဲ့အကောင်းဆုံးပုံစံမှာဖြစ်မနေဘူးဆိုရင်ကွဲထွက်လူစီနေပါနေမှာတုံးမှုကဂျာမနီတွက်ကမလွယ်တော့ဘူးအဲ့တော့ဂျာမနီတွက်လည်းအဆင်ပြေဖို့ဆိုရင် Harvest ပြန်လာပြီးတော့ကွဲကစားခွင့်ညရအောင်လုပ်နေတာမျိုးတွေကျွန်တော်မြင်ရမှာဖြစ်မှာဆိုတော့လည်းကြောက်ပါတော့ Arsenal ကစားမှာဖြစ်တဲ့ကျွန်တော်ကန်ဟာဘတ်ကတော့ဒဏ်ရာပြေတနာကျွန်တော်ကုသနေတဲ့အချိန်တွေ rehab လုပ်နေတဲ့အချိန်တွေ recovery အချိန်တွေတိုးတွင်မှာ အနေငယ်ဆက်ဘက်ကြုံသွားရပြီးတော့ဒီစီမာလကုန်ငယ်နီးလောက်ဒီနားမယ်ဆိုပြီးတော့သိရတယ်ဆိုတော့ညကလူနေနေရောဘယ်လိုမြင်ကြလဲဆိုတော့ဟာဘက်စ်ရဲ့အခန့်ကဏ္ဍကအာဆင်နယ်မှာဖီတာယိုခရက်စ်တဲ့အများကြီးအရေးပါနေသေးတယ်လို့ညကလူထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြပါတယ်